အန်ဖီမီလီယံများနဲ့မိနစ်90အားလုံးဝင်မင်္ဂလာပါဂူဘီဘေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့ကိုစုံပါရီယယ်မက်ဒရစ်ဘာစီလိုနာတို့အတွက်ကစားခဲ့မှုတဲ့လူးဝစ်အန်ရီရဲ့ကယ်ရီယာဟာသူ့ရဲ့ဘဝနီးပြားမှာလည်းထိတ်တန့်အသင်းကြီးတွေမှာဆက်လက်ကျင်းနေခွင့်ရခဲ့တယ်သူဟာဘောလုံးသမားတစ်ယောက်နီးပြားတစ်ယောက်နောက်ဆုံးဒီအားကစားရဲ့ပြည်သက်တစ်ယောက်လည်းဖြစ်ပါတယ်နီးပြားဘဝကိုမစတင်မီမှာဥရောပရဲ့အခမ်းအနားဆုံးကွင်းနေစီပြည်သက်တစ်ယောက်ဖြစ်လှည့်ပတ်သွားခဲ့မှုပါတယ်တချင်းနေတမ်းမြိုင်ဟစ်ကျွေးတန်နေမီရှူမီပန်နေအလန်နေမီးခိုးတွေ ပြည်သက်တွေကြားကဒီ atmosphere ကိုကိုတိုင်ကြုံတွေ့ခံစားခြင်းခဲ့တာပဲ။ Amphi ကိုလည်းသူရုပ်ဖြတ်ပြီးရောက်လာခဲ့ဘူးလေ။ဒီမှာပြည်သက်တွေရောက်ကသူ့ကိုရိတ်မိသွားတော့မသိမသာနေရရွှေ့ခဲ့ဘူးတဲ့အကြောင်း Henry ကပြောပြပါလေ။ Amphi ရဲ့ You were never walk alone တခြင်းကိုအနည်းကနားထောင်ခံစားခဲ့ဘူးသူဟာဒီကွင်းကို Champion League 16သင်းအဆင့်ဒုတိယအကြိမ်မှာနီးပြားတယောက်ဖြစ်လာရောက်ရင်ဆိုင်ရတော့မှာပေါ့။ဒီကွင်းရဲ့အစင်းလားခမ်းနားမှုပောက်ကွဲမှုပြိုင်ဘက်တွေဖြုံသွားစီလောက်တဲ့ကျဲလောင်တဲ့တံပြိုင်တွေဒါကိုသူ့ရဲ့ပါရီတသားတွေနဲ့ရင်ဆိုင်ဖြိုလဲဖို့ကြိုးစားရမယ်ညနေခင်းတစ်ခုဖြစ်ပါလေ။ မိုင်းအစဉ်လာတဲ့မှတ်တမ်းတွေကအင်ရှင်ဘက်မှာပဲရှိနေတယ်။လီဗာပူးကအဝေးခွင်ပွဲစဉ်ကိုအနိုင်ရတဲ့ဥရောပရှုံးထွက်အဆင့်အကျဉ်40မှာ39ကျိန်အထိနောက်တဆင့်တက်နိုင်ခဲ့ပါတယ်။သူတို့ရဲ့အိမ်ခွင်မှာဘလို့ချွတ်ချော်တင်းဆောင်းမှုမျိုးကိုမှခွင့်မပြုဘူးဆိုတဲ့အဓိပ္ပာယ်ဆိုရင်လည်းမှားမှားဘူးပေါ့။ရလက်ပိုင်းအရာအသာစီးရတာတဲ့လီဗာပူးတွေဟာပထမအကြော့မှာ PSG ကိုခြေစွမ်းပိုင်းဖြူဟာပိုင်းမှာအရင်းနေခဲ့ပါတယ်။အာနီစလော့က50 50အခွင့်အရေးဖြစ်ခဲ့တဲ့ပွဲလို့လည်းဆိုပါတယ်။ PSG ရဲ့ performance ကပိုကောင်းခဲ့တာကိုအတိအမှတ်ပြုခဲ့ပြီးသူအသင်းရဲ့ထိရောက်မှုကိုလည်းချီးကျူးခဲ့တာပဲ။ ဘတ်ဒတ်ပရင်ဆက်မှာကစားခဲ့တဲ့ဒီပွဲမှာ PSG ကတအူးချင်းအရေးသွေးရဖို့စုဖွဲ့မှုပါပါလီဗာပူးကိုစိုးမိုးသွားနိုင်ခဲ့ပါတယ်ဂါဘရက်ကလီယာဘာကိုလာဒမ်ဘလီတို့ရဲ့ street football ဟာလီဗာပူးကိုတအူးချင်းတိုက်ပွဲတွေမှာအချင်းချင်းအရေးနိုင်စေခဲ့ပါတယ်ဒီယာဒီမှာလီဗာပူးကိုအမားတွေကျူးလွန်မိအောင် nervous ဖြစ်သွားအောင်ပွဲအစဆုံးဖိအားပေးနိုင်တဲ့ပထမဆုံးအသင်းလို့လည်းဆိုလို့ရပါတယ်ဟန်ရီရဲ့အသင်းဟာဒီလောက်ထိစွမ်းဆောင်နိုင်ခဲ့ပေမဲ့အယ်လစင်ရဲ့မှော်ဝင်လက်ဆောင်ကပါရီသားတွေအတွက်တမိုင်းဝင်ညတဲ့ညကိုတားဆီးသွားနိုင်ခဲ့တာဖြစ်ပါတယ်။ပရမအကြောင်းမှာလီဗာပူးက2019နောက်ပိုင်းပေးပို့မှုအနည်းဆုံးပြုတ်လုပ်နိုင်ခဲ့တဲ့ပွဲဖြစ်တယ်လို့ US success rate ကလည်း2014နောက်ပိုင်းအရင်းအနေဆုံးပွဲဖြစ်ခဲ့ပါတယ်။ PSG ကပေးပို့မှုပေါင်း900နီးပါးပြုတ်လို့သွားချိန်မှာ Liverpool က295ချိန်သာရှိခဲ့တယ်။ထိတိုက်တွေ့ဆုံမှုတွေမှာ39ရာခိုင်နှုန်းသာအနိုင်ရခဲ့တယ်ပေါ့။ဒါကြောင့်လဲ Arne Slot ကဒီအသည်သူယင်ဆိုင်ခဲ့တဲ့အသင်းတွေထဲမှာအန်ရဲ့အများဆုံးနဲ့ပြည့်စုံမှုအရှိဆုံးအသင်းဖြစ် PSG ကိုတစေခဲ့ခဲ့တာပါပဲ။ Luis Enrique ရဲ့အသင်းမှာလိုအပ်တာဆိုလို့ Twin Go အာမခံချက်အပြည့်ရှိတဲ့ဒေါင်းတော်မီကျောနံပါတ်9တယောက်ရဲ့အဆုံးသတ်ချက်တွေရရှိလိမ့်မယ်။ဒါပေမဲ့တိုက်ဆက်3ယောက်ရဲ့ fluidity ကိုအားပြုတဲ့စနစ်အရာ ဂွန်ကာလိုရာမို့စ်ကိုပွဲထုတ်တာကမဖြစ်တဲ့လောက်ပါပဲဒီတော့ဒီပွဲမှာဒမ်ဘလီကာရက်စကလီယာတို့အနေနဲ့ပထမအကြော့ကထပ်ပိုတိကျပြတ်သားတဲ့ဂိုးပေါက်ချေချောင်းနိုင်စွမ်းကိုပြတ်သားဖို့လုပ်ပါတယ်အန်ရီကတော့ဒီနော့ကောက်တိုက်ကိုအနိုင်ရတဲ့အသင်းဟာဘောလူပွဲတီရောက်သွားနိုင်တယ်လို့ဟော့ကင်းထုတ်ခဲ့ပါတယ်ပြင်သစ်သတင်းစာအယ်လီကွတ်ကတော့အင်္ဂလစ်ရော်ဘယ်ရီလို့အဓိပ္ပာယ်ရတဲ့ခေါင်းစည်းမျိုးနဲ့အန်ဖီဝိုင်းတော်သားတွေကိုတက်လှမ်းလိုက်တယ်ပထမအကြော့မှာရလက်အရရင်းနေသွားပေမဲ့ performance အရ PSG အသင်းသားတွေရောပြိသက်ပါ နောက်တစ်ဆင့်တက်ဖို့မျှော်လင့်နိုင်စွာရှိသေးတယ်လို့စိတ်အားတက်ကြွနေကြပါတယ်ဒါပေမဲ့သူတို့ရင်ဆိုင်ရမှာကအန်ဖီရဲ့အရှိန်အဝါအနီးအောင်လူအုပ်ကြီးရဲ့ရှေ့မှာမမောရန်တိုက်ခိုက်လာရမယ်ပရီးမီးယားလိချန်ပီယံလောင်းနေဖြစ်ပါတယ်2009တုန်းကလေဘိုးကဘာနေဗျူးမှာဘီနာယောင်ရဲ့ခေါင်းတိုက်ကိုနိုင်ခဲ့တယ်။ဒုတိယကြော့မကန်ခင်စပိန်သတင်းစာမာကာကဒါကအန်ဖီဘော့ပြီးတော့ရောလို့ခနဲ့တက်တဲ့ခေါင်းစည်းကိုတုံးခဲ့တယ်။ဘင်နဒက်စ်ရဲ့လေဘိုးကရီယဲကို၄ဂိုးပြတ်ထပ်မံနှိပ်ကိုသွားခဲ့ပါတယ်။ဒီဖြစ်ရဲ့16နှစ်ပြည့် anniversary မှာ PSG ကိုအဲ့ခံရပါမယ်။ တခုရှိတာက PSG ဟာ Real လို့စူးစီးမှုကင်းမဲ့ဖြိုဖျက်ဖြစ်နေရတဲ့အသင်းမျိုးမဟုတ်ဘူးဆိုတာပါပဲ။ Luis Enrique အသင်းဟာကြောက်စိတ်ကိုသွေးထဲကဖောက်ထုတ်ပြီး Anfield ကိုယုံကြည်မှုအပြည့်နဲ့ခြိတက်လာမှာပါ။ Transition နဲ့ Attack တွေရဲ့ Vertical Football တွေကိုဖြိုပြမှုအပြည့်ခံစားရအောင်ပါပဲ။ပိုထိုက်တန်တဲ့အသင်းကနောက်တစ်ဆင့်တက်သွားမှာပဲ။ Anfield မြက်ခင်းမြေမှာရင်ခုန်ဆန်စီးချက်များအတွက်အသင်းဖြစ်လို့နေပါပြီ။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။